မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ရဲ့ဒုတိယဥက္ကဋ္ဌဦးထိတ်ခေါနောင်မြေဝေကိုကမ္ဘာဘောလုံးဖွဲ့ချုပ်လူငယ်ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီရဲ့အဖွဲ့ဝင်ဖြစ်ရွေးချယ်တောင်းပေးအပ်ခဲ့ပါတယ်။ဒါပြင်ရန်ကုန် United မြို့သမီးတင်ရောက်ကထာဒေါက်ကလျာဇော်ကိုလည်းကမ္ဘာဘောလုံးဖွဲ့ချုပ်အမျိုးသမီးဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့အဖွဲ့ဝင်ဖြစ်ရွေးချယ်ခဲ့ပါတယ်။ရော်နယ်ဒိုကဘီလီယံနာအဆင့်ကျင်းဝါတဲ့ပထမဆုံးဘောလုံးအားကစားသမားဖြစ်လာပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကအမေရိကန်ဒေါ်လာ1.3ဘီလီယံဖြစ်လာတာမို့ဘီလီယံနာအစ်စ်ကိုပထမဆုံးရောက်ရှိလာတဲ့ပေါ်လုံးတမဖြစ်လာတာဒေါ်နယ်ဒိုကအသက်40ရွယ်ရှိပြီဖြစ်ပါတယ်ကုလွန်ငွေကြေးစေတမ်းကြီးတက်လာခြင်းဟာဆော်ဒီကလတ်အန်နာစာအတင်းနဲ့ပြီးခဲ့တဲ့ဇွန်လကချုပ်ဆိုခဲ့တဲ့အမေရိကန်ဒေါ်လာတန်း400ကျော်တဲ့စာချုပ်တဲ့ကြောင့်ဖြစ်ပါတယ်ဒီကနေ့အော်တိုဘာလ10ရက်နေ့ကကမ္ဘာစိတ်ကြမ်းမာရေးနေ့ဖြစ်ပါတယ် ကဘာတော်ဝမ်းရှိစိတ်ကျမ်းမာရေးဆိုင်ရာပြဿနာတွေကိုအသိပညာပေးဖို့နဲ့စိတ်ကျန်းမာရေးကိုထောက်ကူပြုတဲ့ကြိုးပမ်းမှုတွေနဲ့စီယုံဖို့ကျင်းပကြခြင်းဖြစ်ပါတယ်ဒီကနေ့အော်တိုဘာလာ၁၀ရက်နေ့ကအမေရိကန်လူမျိုး Jess အနေအားပညာရှင်နဲ့တေးရေးဆရာ Tilonius Mann ရဲ့ ွေးနေ့ဖြစ်ပါတယ်။အစ္စရေးနဲ့ဟာမတ်ဖွဲ့တို့ကဂါဇာငြိမ်းချမ်းရေးစီမံချက်ရဲ့ပထမဆီကိုသဘောတူညီခဲ့ကြပါတယ်။တိမ်မကြခင်တစားခံတွေကိုဟာမတ်တို့ကပြန်လွတ်ပေးမှဖြစ်ပြီးအစ္စရေးတို့ကလည်းတပ်ဖွဲ့တွေပြန်ဆောက်ပေးမှဖြစ်တယ်လို့သိရပါတယ်။ထိုင်းဆောင်တဲ့တွေဟာမတန်ဆွမ်းသူတွေအတွက်တိတက်ပြလုပ်ထားတဲ့တပ်စင်ကန်နဲ့မှမဖွဲ့မရဆက်ဆက်မှုတွေပြလုပ်ခဲ့ပါတယ်။သစင်ခံအတွင်မိလဲနေပြီသူတို့ရဲ့လုပ်ရုပ်ကိုပြင်ကနေရှင်းရှင်းလင်းလင်းမြင်နေရပါတယ် တို့ရဲ့မပွဲမရပြုလုပ်နေကြတဲ့ပုံမှာဗီဒီယိုအရိုက်ခံရပြီးတော့အဲ့ဒီဗီဒီယိုက online မှာပြန့်နှံ့သွားပါတယ်။တက်ကြီးရုံနဲ့မတန်ဆွမ်းသူတွေလိုအားနည်းသူတွေအတွက်ရည်ရွယ်တဲ့နေရာကိုမလေးမဆလုံးမှုအတွက်ပြပြင်းတထန်ပြစ်တင်ရှုတ်ချနေကြပါပြီ။ထိုင်းအာနာပိုင်တွေကလည်းဆစ်ဆင်းနေကြပါတယ်။အာရှယူဆက်ခွနဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲကိုမြန်မာနိုင်ငံကအရှင်ဖြစ်အောက်တိုဘာလ17ရက်နေ့ကနေ19ရက်နေ့ထိလက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာအသင်းကအော်တိုဘာလ15ရက်နေ့မှာမကာအိုအသင်းအော်တိုဘာလ18ရက်နေ့မှာအင်ဒိုနီးရှားအသင်းတို့နဲ့ရှင်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ဟိန်းနူဘာသာဝင်တို့ရဲ့မိထွန်းပွဲတော်ဖြစ်တဲ့ဒီပါဝလီနေ့ကအော်တိုဘာလ20ရက်နေ့တနင်္လာနေ့မှာကြာရောက်မှာဖြစ်ပါတယ်။ အော်တိုဘာ16နဲ့19ကစနေသတင်းကုနေပတ်ရများဖြစ်လို့စနေသတင်းကုနေတင်းလာရုံတော့ရပေးမှာဖြစ်ပါတယ်။တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့မြန်မာတရုတ် BNN သုံးနိုင်ငံဖိတ်ခေါ်ပေါ်လုံးပြိုင်ပွဲမှာမြန်မာကိုစားပြု ISPFC အတင်းကပိုးဆွဲခဲ့ပါတယ်။